ကိုစိတ်နှပြဘေးရန်ကွာရွှင်လန်းချမ်းမြေနိုင်ကြပါစေဒီကနေ့ဦးဇင်းတို့တက္ကမရည်တော်ဆန်းစုကြည်ရဲ့ Freedom from Fear ဆိုတဲ့စာအုပ်ဒီစာအုပ်ထဲကအကြောင်းအရာတွေကိုဦးဇင်းဆွေးနွေးတင်ပြခြင်းတယ်ဒီစာအုပ်က အမတန်ကောင်းပါတယ်ပညာရှင်တွေလည်းပဲလက်ခံတယ်အားပေးတယ်နောက်တစ်ခါကဘာလဲကြော်ပါတယ်ဒီစာအုပ်ကိုဖတ်ပြီးတော့မြန်မာနိုင်ငံအကြောင်းကိုသိသွားကြတဲ့ပုံကိုယ်ဒီစာအုပ်ကိုဖတ်ပြီးတော့ မြန်မာပြည်သူတွေရဲ့အကြောင်းမြန်မာပြည်သူတွေရဲ့လှုပ်ရှားမှုမြန်မာပြည်သူတွေရဲ့ဆန္ဒကိုသိသွားကြတဲ့လူတွေကဘာမှာအများကြီးရှိပါတယ်ဒီစောက်ကိုဖတ်ပြီးကမှဗုဒ္ဓဘာသာရဲ့လေးနက်မှုကိုသိသွားကြတဲ့ဥစ္စာတွေနားလည်သွားကြတဲ့ပြည်သူတွေကဘာမှာအများကြီးရှိပါတယ်ဒီစောက်ထဲကဘာကိုဆွေးနွေးကြတယ်လဲဆိုတဲ့အခါကျတော့ inquest of democracy ဆိုတဲ့ဒီကမာကြီးရဲ့ရေးထားတဲ့အပိုက်ကို ဆွေးနွေးကြပါတယ် and quest of democracy ဆိုတာကဒီမိုကရေစီရှာပုံတော်လို့ဒီလိုအဓိပ္ပာယ်ရပါတယ်ဒီမိုကရေစီရှာပုံတော်ဆိုပြီးတော့เนาะဒီစာအုပ်ကိုလည်းပဲဟလာဒေါက်တာအောင်ခင်ကနေပြီးတော့ဘာသာပြန်ထားတာလည်းရှိပါတယ်မြန်မာလိုဖတ်ချင်တဲ့ပုံကိုဒီလည်းပဲဒါဖတ်လို့ရအောင်အဲ့တော့ဒီမိုကရေစီရှာပုံတော်ဆိုတဲ့ဥစ္စာကိုဓမ္မကြီးတော်အောင်ဆန်းစုကြည်ကဒါဒီစာအုပ်ထဲမှာရေးခဲ့တယ်ပေါ့သူရေးတဲ့ဟာတွေက academic စံလွန်တယ်เนาะ တကယ်ကိုဟိုလေးလေးနက်နက်ရေးထားတဲ့ဟာဖြစ်တော့ကတာမန်ဦးစင်းတို့လိုအဲအင်္ဂလိပ်စာတိတ်ပြီးတော့နားမလည်သေးတဲ့ပုံကိုယ်တွေအတွက်ကြတော့တော်တော်ကြီးလေးနေမယ်ဥပမာအဖြစ်မြန်မာစာမှာဆိုရင်ဆရာတော်ကြီးမင်းကွန်းဆရာတော်ကြီးရဲ့အရေးအသားတွေဟာခေတ်လူငယ်တွေအတွက်ဖတ်ဖို့ရာခက်ခဲတယ်လို့ပေါ့နော်ဆရာကြီးဦးအောင်သင်းတို့ဆရာတော်ဦးဇော်တိကတို့နောက်တကား ဲဆရာတော်ရှင်စနကပြီးဝန်သားတို့ဆိုရင်တကယ်ကိုယူယူရှင်းရှင်းကလေးတွေနဲ့ရေးသားကြတယ်ဒီစာအုပ်မှာတော့ academic ဆန္ဒနဲ့တွဲကြောင်မလို့ဥစဉ်ဒီဟာကို colloquial terms ပေါ့နော်တကယ်အရသုံးစကားလုံးလေးတွေနဲ့ပြန်ပြီးကမှဒါဥစဉ်ပြုပြင်းပြီးတော့ဒကမာကြီးရဲ့ဆိုလိုရဲ့အတိတ်ပဲတွေလည်းမပြောက်ပြဲရအောင်ဆိုပြီးတော့ဒါပြုပြင်းပြီးတော့အင်္ဂလိပ်စာကိုပြုပြင်းပြီးတော့ဒါပြန်ပြီးတော့ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်ကဲ နံပါတ်1အနေနဲ့စကြရအောင်အဲ့တော့ပထမဆုံးဦးစင်းတင်ပြခြင်းတဲ့ဥစ္စာကိုအင်္ဂလိပ်လိုသီးသန့်ဖတ်ပြပေးပါမယ် People who oppose the democracy movement in Burma have tried to weaken it in two ways first they say that people cannot decide what is best for the country second they say that democracy does not fit Burmese culture It is not uncommon for third world governments to justify and maintain authoritarian rule by rejecting liberal democratic principle for as as foreign no เนาะအဲ့တော့အဲ့ဒီဟာကိုဒါဒီအင်္ဂလိပ်စာကတော့ပို့ပြီးတော့ဒီကမာကြီးအဲရဲ့အင်္ဂလိပ်စာထက်အယတဆန်တယ်လို့ဒါပြောလို့ရတာပေါ့เนาะအဲ့တော့ people who oppose democracy movement ဒီနာမှာဦးစင်းရှင်းပြခြင်းတာ အင်္ဂလိပ်စာလေ့လာတဲ့ပုံကိုယ်တွေအတွက်ပေါ့နော်အဲ့တော့ oppose ဆိုတာကဆန့်ကျင်တယ်လို့ဒီပေရတယ်နော်အဲ့တော့ people who oppose democracy movement democracy လှောက်ရှားတဲ့လှောက်ရှားမှုကိုဆန့်ကျင်တဲ့လူတွေကတဲ့ in Burma မြန်မာနိုင်ငံမှာ have tried to weaken it in two ways အဲ့ဒီကျိုးစားအထုတ်မှုတွေကိုအားနည်းသွားအောင်နေလနှစ်ခုနဲ့စူးစမ်းခဲ့ကြတယ်တဲ့အဲ့တော့ first ပထမကပါလဲဆိုတော့ they say that people cannot decide what is best for the country เนาะအဲ့တော့အဲ့ဒီဒီမိုကရေစီလှုပ်ရှားမှုကိုစန့်ကျင်တဲ့လူတွေကဗာပြောတယ်လဲဆိုတော့ပထမအနေနဲ့ပြည်သူတွေအနေနဲ့နိုင်ငံအတွက်အကောင်းဆုံးကဘာလဲဆိုတာကိုဆုံးဖြတ်နိုင်တဲ့အရေးချက်မရှိသေးဘူးပညာတွေမပြည့်စုံကြသေးဘူးဆိုပြီးတော့အဲ့ဒါလို့ပြည်သူတွေကိုချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြတယ်တဲ့เนาะအဲ့တော့ second they say that democracy does not fit Burmese culture. ဩနောက်တာဒုတိယအချက်အနေနဲ့နော်အဲ့တော့ဒီမိုကရေစီလှုပ်ရှားမှုကိုစန့်ကျင်တဲ့ပုံစံတွေကဘာပြောသလဲဆိုတော့ဒီမိုကရေစီဟာမြမယဉ်ကျေးမှုနဲ့မဆက်ဘူးလို့ဒီလိုပြောတယ်ဓမ္မရတောင်ဆန်းစုကြည်ကတော့နော်အဲ့တော့ I'm Burmese လို့ဒီလိုသုံးတာပေါ့အင်္ဂလိပ်စာမှာအဲ့တော့ it is not uncommon uncommon ဆိုတာကဖြစ်လေဖြစ်တာမဟုတ်ဘူးလို့အဓိပ္ပာယ်ရ it is not uncommon ဒါမှလည်း it is common လို့ဒီလိုလည်းပြောလို့ရတယ် for third world governments to justify third world government ဆိုတာကတတိယကဘာကအစိုးရတယ်တတိယကဘာအစိုးရဆိုတာကတော့ဟလာအာရှနိုင်ငံမှာတို့အာဖရိကတို့တကယ်အာနာရှင်စနစ်နဲ့အုပ်ချုပ်တဲ့အစိုးရတွေကိုဒါ third world governments လို့ပြောတာပေါ့နော် to justify and maintain authoritarian rule justify ဆိုတာကမှန်ကန်ကြောင်းတည်တည်ပြတာအဲ့ဒီအာနာရှင်တွေကနော်တတိယကဘာကအာနာရှင်တွေကမှန်ကန်ကြောင်းတည်တည်ပြတယ်နောက်တစ်ခါ maintain တယ်နော် maintain ဆိုတာက selective ရှိအောင်လုပ်တာဘာကို selective ရှိအောင်လုပ်တာလဲဘာကိုမှန်ကန်ကြောင်းတည်တည်ပြတာလဲဆိုတော့ authoritarian rule authoritarian ဆိုတာအာနာရှင်နဲ့ဆိုင်တဲ့ rule အုပ်ချုပ်မှုစနစ်ပေါ့နော်အာနာရှင်နဲ့ဆိုင်တဲ့ အာဏာရှင်စနစ်အာဏာရှင်အုပ်ချုပ်မှုကိုဆက်လက်ပြီးတော့တည်တံ့ခိုင်မြဲအောင် အာဏာရှင်စနစ်တည်သားလျင်အာဏာရှင်အုပ်ချုပ်မှုတည်သားလျင်မှန်ကန်တယ်ဆိုတာကိုအာဏာရှင်နိုင်ငံကအာဏာရှင်စုရတွေကဒါလောက်တာဟာထုံနှန်းစစ်လာပါပဲလို့ဒီလိုပြောတာပေါ့နော်အဲ့တော့ဘယ်လိုနည်းနဲ့လုပ်တယ်လဲဆိုတဲ့အခါကျတော့ by rejecting liberal democratic principle as foreign နော် by rejecting reject ဆိုတာကကန့်ကွက်တာနော်ဖယ်ရှားတာ ကန့်ကွက်တယ်ဘာကိုကန့်ကွက်တယ်လဲဆိုတော့ liberal democratic နော် liberal liberal democratic ဆိုတာကတော့ဒါသဘောထားပြည့်ဝတဲ့ဒီမိုကရေစီလို့ဒီလိုပြောရမှာပေါ့နော်သဘောထားပြည့်ဝတဲ့ဒီမိုကရေစီရဲ့စနစ်တူကိုဒါကန့်ကွက်တယ်ဘယ်လိုကန့်ကွက်တယ်လဲဆိုတော့ as foreign ဟာနိုင်ငံခြားကလာတဲ့စနစ်တွေအဲ့ဒါငါတို့ယဉ်ကျေးမှုနဲ့မဆိုင်ဘူးဆိုပြီးတော့ဒါအာဏာရှင်တွေကလှုပ်လေလှုပ်တာရှိတဲ့ အကြောင်းအရာတွေပဲဆိုပြီးတော့ဒါဒီမှာရည်တာဒါပြောခဲ့တာပေါ့နော်တကယ်တမ်းကျတော့ဒါပါလဲဆိုတော့ဝိဇင်းတို့နိုင်ငံဟာအခုမှဒီမိုကရေစီရဲ့သဘောတဘာဝနဲ့ရင်းနှီးခဲ့တာမဟုတ်ဘူးဆိုတော့ဒါဒကမာကြီးပြောပြချင်တာပေါ့ဒကမာကြီးပြောပြတဲ့ဥစ္စာကိုဒါဥစဉ်ဆွေးနွေးပြမှာပေါ့နော်အဲ့တော့ဘယ်တော့ကြဲရတယ်လို့ဥစဉ်တို့နိုင်ငံဟာဒီမိုကရေစီနဲ့ရင်းနှီးခဲ့တယ်လဲဆိုတော့လွတ်လပ်ရေးရပြီးကြဲကတယ်လို့ပါလီမန်ဒီမိုကရေစီ စနစ်နဲ့ဦးဇင်းတို့နိုင်ငံဟာအုပ်ချုပ်ခဲ့တယ်။အဲ့တော့1962အထိကြည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်1948 48ကနေပြီးတော့62အထိဟာအာရှမှာနော်ထိတ်တန်းမှာအဆင့်အမြင့်ဆုံးနေရာမှာရှိခဲ့တဲ့နိုင်ငံတစ်ခုပါ။အဲ့ဒါဘယ်အချိန်မှလဲဆိုတော့ဒီမိုကရေစီစနစ်နဲ့ပါလီမန်ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခဲ့တဲ့စနစ်ဖြစ်ပါတယ်နော်အဲ့တော့စစ်အာဏာရှင်တွေအုပ်ချုပ်ပြီးမှအ ာနာတိမ့်သွားပြီးမှအာနာလွတ်ပြီးမှဦးဇင်းတို့နိုင်ငံဟာခွေးကြဝကြကြသွားတာပါဒီမိုကရေစီကိုအာနာရှင်တွေကမကြိုက်တဲ့အခါကျတော့တို့ယဉ်ကျေးမှုနဲ့မဆက်ဘူးမြန်မာယဉ်ကျေးမှုနဲ့မဆက်ဘူးဒီမိုကရေစီဆိုတာအနောက်တိုင်းကဆိုပြီးတော့အမျိုးမျိုးဝေဖန်ကြတယ်ရှုံချကြတယ်အပြစ်တင်ကြတယ်ဒီမိုကရေစီကိုစန့်ကျင်တဲ့အာနာရှင်တွေဟာအဲ့တော့ယဉ်ကျေးမှုကိုလည်းပဲအလွဲသုံးကြတယ်ဘာသာရေးကိုလည်းပဲ သူတို့အာနာတီမြဲဖို့အတွက်အလွဲသုံးချတယ်ဆိုတာဒါထင်ရှားတယ်ပေါ့နော်ဒီဟာကိုဒီကမာကြီးကပေါ်လွင်အောင်တည်တည်ချာချာရေးခဲ့တယ်တကယ်တမ်းကျတော့ democracy match buddhist value လို့ဒီလိုပြောလို့ရတယ်ပေါ့အဲ့တော့ democracy ရဲ့သဘောတဘာဝဟာဗုဒ္ဓရဲ့တရားတော်တွေနဲ့ဆန့်ကျင်တယ်ဘာမှမရှိပါဘူးနော်အဲ့တော့ဗုဒ္ဓဘာသာမှာ equality ဆိုတာ အလုံးတန်းတူညီမျှညီမျှမှုဆိုတာဗုဒ္ဓဘာသာမှာရှိပြီးသားပဲဟုတ်တယ်မလားတရားစားမှုကြောင့် နိုင်ပါမရနိုင်ဘူးဆိုတာမရှိဘူးဟုတ်လားဟာအဲ့တော့မိမမှုကြောင့်နိုင်ပါမရနိုင်ဘူးဆိုတာမရှိဘူးဟုတ်လားဘယ်ဇက်စနစ်ကမှဘယ်ပုံကူပဲဖြစ်ဖြစ်ဒီလမ်းစဉ်ကိုကြက်လို့ရှိရင်ဘသူပဲဖြစ်ဖြစ်ရမ်းပဲဖြစ်ဖြစ်ဟုတ်လားမိမပဲဖြစ်ဖြစ်တရောင်းစားပဲဖြစ်ဖြစ်အားလုံးဟာဒါနိုင်ပါရနိုင်တယ်နော်ဒါဟာ equality ပဲအဲ့တော့ဒီမိုကရေစီစနစ်မှာလည်းပဲဒါ equality ကိုဒါအားပေးတယ် ။ဒါကြောင့်မလို့ဒီမိုကရေစီစနစ်နဲ့ဗုဒ္ဓရဲ့တရားတော်ဟာအံဝင်ခွင့်ကြဖြစ်တယ်လို့ဒီလိုပြောလို့ရတယ်။စန့်ကျင်မှုမရှိဘူး။စန့်ကျင်ပဲမဟုတ်ဘူးလို့ဒီလိုပြောလို့ရတယ်။နော်။အဲ့တော့အာဏာရှင်တွေကတော့ဒီမိုကရေစီစနစ်ကိုမကြိုက်တဲ့အခါကျတော့ဒီမိုကရေစီစနစ်ကိုသူတို့ကမကြိုက်ပေမဲ့ဟုတ်တယ်မဟုတ်လား။သူတို့ရဲ့သားသမီးတွေကိုကြတော့မလုပ်လို့ဆိုတော့ဒီမိုကရေစီနိုင်ငံတွေကိုကြီးပဲသူတို့ပို့ကြတာပဲ။နော်။ဒါကြောင့်မို့လို့ဟာလား။ ဤသူတွေဟာဒီမိုကရေစီ စနစ်နဲ့မတန်သေးဘူးဆိုပြီးတော့နော်နိုင်ငံရဲ့အကောင့်အဆိုးကိုဆုံးဖြတ်နိုင်တဲ့အရေးချက်မရှိသေးဘူးဒါကြောင့်မို့လို့ငါတို့ပဲဆုံးဖြတ်ရမယ်ဆိုပြီးတော့အဲ့ဒါလို့ဟာလာအာနာရှင်တွေကလေဝကြီးအုပ်ခဲ့ကြတာနော်တကယ်တမ်းကျတော့အာနာရှင်တွေဟာနိုင်ငံကို သူတို့ပဲအုပ်ချုပ်သင့်တယ်ဆိုတဲ့ဥစ္စာကိုဒါပြောခဲ့ကြတယ်တကယ်တမ်းကျတော့ဒါတွေဟာမှားတယ် ။ဘာကြောင့်မားတယ်လဲဆိုတာတမိုင်းမှာကြီးကြီးလိုက်မယ်ဆိုလို့ရှိရယ်နော်။အဲ့တော့ 4th century local community ဆိုတာရှိတယ်နော်။ရက်ရွာတွေမှာဘာလုပ်လဲဆိုတော့ဘဲအာနာရှင်တွေကမှဘဲအစိုးရကမှလာပြီးတော့အုပ်ချုပ်တာမရှိဘူး။စီမံခန့်ခွဲပေးတာမရှိဘူး။ရက်ရွာတွေမှာဘာလုပ်လဲဆိုတော့ကျောင်းတိုင်းဖုန်ကြီးနဲ့ဟာလာရွာတကြီးနဲ့ရွာတကြီးဆိုတာကဟာလာရွာသူရွာသားတွေကခန့်တဲ့တကြီးပဲ။နော်။အဲ့ဒါကိုကဒီမိုကရေစီစနစ်ပဲ ကြေးရွာနေမှာကျောင်းနိုင်ဘုံကြီးနဲ့ဟာလာရွာတကြီးနဲ့ပူပေါင်းပြီးတော့တခါကြီးရေကျောင်းမှာတော့ကဟာလာဆွမ်းစားကျောင်းလေးဒီလိုလိုဆောက်ချင်တယ်အဲ့ဒါကိုကြေးရွာရွာသူရွာသားတွေနဲ့တိုင်ပင်ပေးပါအာဟုတ်ပါပြီကောင်းပါပြီရှင်ဘုရားဟုတ်တယ်မဟုတ်လားအဲ့တော့တပြည့်တော့ကြေးရွာကိုတိုင်ပင်ပြပါမယ်တင်ပြပါမယ်ရွာတကြီးလောက်တဲ့ပုဂ္ဂိုလ်ကဆရာတော်ကဒီလိုဒီလိုပြောတယ်ဆိုရင်ကဲဒါဆိုရင်တကြီးကဘာလုပ်ချင်တယ်လဲအာကျုပ်ကတော့အုတ်တက်ကလေးလုတ်ချင်တယ်။အာအုတ်တက်တော့မဖြစ်ဘူးလေခမရ။ကျွတ်တုတ်စီမှာဒီတော့ဒီတော့ သီးနှံတွေကလည်းမကောင်းဘူးအဲဒါဆိုလို့ရှိရင်တော့ကျွတ်တို့ကပင်ကာလေးပါလေးအမိုးလေးပါလေးနဲ့လောက်ကြမယ်လေအမိုးကဘာလို့မလဲတက်ကယ်လားစသည်ဖြင့်အဲ့လိုတိုင်ပင်ပြီးတော့လောက်ကြတဲ့စနစ်ဟာဒါဒီမိုကရေစီစနစ်ပဲကြေးရွာမှာအတူတကွဆွေးနွေးတိုင်ပင်ပြီးတော့ဆုံးဖြတ်ချက်စနစ်ဟာဒါကြေးရွာမှာဒါစခဲ့တာပဲเนาะအဲ့တော့ဒီမိုကရေစီနဲ့စိမ့်နေဆိုတာဥစဉ်တို့နိုင်ငံမှာမြန်မာနိုင်ငံမှာမရှိပါဘူးเนาะအဲ့တော့အာဏာရှင်တွေက ပြည်သူတွေကိုတကယ်တမ်းကြတော့ကာကွယ်ခြင်းလို့မဟုတ်ဘူး။တိုင်းပြည်ကြီးကိုတိုင်းပြည်ကိုကာကွယ်ခြင်းလို့မဟုတ်ဘူး။နော်။သူတို့ရဲ့အာဏာကိုကာကွယ်ခြင်းလို့ဆိုတာဒါထင်ရှားတယ်။သူတို့ကဘာပြောလဲဆိုတော့ဟာဒီမိုကရေစီဆိုတာကမြန်မာအရင်ကြီးမှုမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီလိုမျိုးမျိုးပြောကြတာနော်။သူတို့ရဲ့သားသမီးတွေကိုစောစောကပြောသလိုပဲအနောက်နိုင်ငံတွေပဲပို့ကြတယ်ဒီမိုကရေစီနိုင်ငံတွေပဲပို့ကြတယ်။တကယ်စစ်အာဏာရှင်ခေါင်းဆောင်တွေကသူတို့သားသမီးတွေကိုဘယ်တော့မှ တရုတ်နိုင်ငံကိုပညာသင်မလွှတ်ဘူးဘတော့မှသူတို့သားသမီးတွေကိုရုရှားကိုပညာသင်မလွှတ်ဘူးဩစတြေးလျတို့အမေရိကတို့အင်္ဂလန်တို့အဲ့ဒီကိုဖြစ်နိုင်ရင်အဲ့လိုနိုင်ငံတွေပဲသူတို့ကလွှတ်ကြတာနော်ဒီမိုကရေစီကိုမကြိုက်ဘူးလို့ဒါသူတို့ကဗဇက်ကပြောတာတကယ်တမ်းကျတော့အာနာလက်မလွှတ်ချင်လို့ဆိုတာကိုဒါတင်ရှားတယ်နော်နောက်တခါကြည့်ကြည့်လိုက်ပြည်သူတွေရဲ့စန္ဒကဘာလဲဆိုတော့1988ခု1988 2007 2021အဲ့ဒါမလား2000 အ2021အဲ့ဒီဒီမှာလူတုလှုပ်ရှားမှု လူတုအုံကြွမှုတွေဟာဘာလဲဆိုတဲ့အခါကျတော့ပြည်သူတွေရဲ့ရင်ထဲကနေပြီးတော့ပေါက်ဖွားလာတဲ့ဆန္ဒတွေဟာလမ်းပေါ်တွေမှာထွက်လာတာဒါတကယ့်ကို permission စစ်အာဏာရှင်တွေခွင့်ပြုချက်နဲ့လာတဲ့ဟာတွေမဟုတ်ဘူးနောက်တစ်ခါဘယ်အပြင်ပနိုင်ငံတွေကသွေးထုတ်လုံးဆိုလို့ဖြစ်လာတာမဟုတ်ဘူးဒါတွေဟာတကယ့်ကိုဒါ ဒီမိုဒီမိုကရေစီစနစ်ပဲဆိုတာကိုဒါပြောချင်တာပါเนาะအဲ့တော့အလုံးဒီမိုကရေစီစနစ်ကိုမိမိတို့လိုချင်တဲ့ဒီမိုကရေစီစနစ်ကိုအယောင်လှမ်းနိုင်မှုအတွက်ဒါတက္ကမကြီးရဲ့နံပါတ်1ပေါ့အပိုင်း1အနေနဲ့ဒါဖတ်ပြသွားတာတင်ပြသွားတာဖြစ်ပါတယ်အပိုင်း1ကိုဆက်လက်ပြီးတော့ဒါနောက်တစ်ပတ်မှာဖတ်ပြကြပါမယ်အလုံးဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအမြန်ဆုံးရရှိနိုင်ကြပါစေအလုံး ကျမ်းမှာချမ်းသာကြပါစေ